ားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့နေထိုင်ခွင့်နဲ့ပတ်သက်ပြီးတော့မှပြောပြသွားမှာဖြစ်ပါတယ်။အရင်ဆုံးနေထိုင်ခွင့်ဆောင်စရာမလိုတဲ့လူတွေကဘယ်လိုတွေလဲဆိုလို့ရှိရင်ဟီခါဇဲလို့ပြောတဲ့အခွန်လွတ်နေတဲ့လူတွေပါ။ဘယ်လိုလူတွေကအခွန်လွတ်နေတဲ့လူတွေလဲဆိုလို့ရှိရင်တော့ဝင်ငွေအနေနဲ့လူတွေဥပမာတနည်းဝင်ငွေက1100နဲ့120အသွင်းရှိနေတဲ့လူတွေ၊ကျောင်းသားတွေ၊မိခိုတွေစေကဆိုဖို့ကလက်ခံနေတဲ့လူတွေမတန်မဆွမ်းဖြစ်နေတဲ့လူတွေအတန်မပြည့်တဲ့လူတွေဆိုလို့ရှိရင်တော့နေထိုင်ခွင့်စောင့်စရာမလိုပါဘူး နေထိုင်ခွန်ကနေ့တိုင်း6လပိုင်းမှာလာပါတယ်အခုရောက်နေတဲ့နေထိုင်ခွန်ကမနစ်ကတလပိုင်းကနေ7လပိုင်းဒီအလုတ်လုတ်ထားတဲ့ဝင်ဝင်ပေါ်မူတည်ပြီးတော့မှပဲတွက်ချက်ထားတဲ့နေထိုင်ခွန်မှာ2025မှာဂျပန်ရောက်လာတဲ့လူတွေဆိုလို့ရှိရင်တော့နေထိုင်ခွန်ဆောင်စရာမလိုသေးပါဘူးနောက်နေ့မှာနေထိုင်ခွန်ဆောင်မှာပါနေထိုင်ခွန်ဆောင်တဲ့အခါမှာလည်းနှမျိုးရှိပါတယ်ဒုခုပဲဆိုချော်ရှူနဲ့ဖူဆူချော်ရှူပါ အဲတခုပဲဆိုချော်ရှူပါကြတော့ဒီကုမ္ပဏီဝန်ထမ်းနေဆိုလို့ရှိရင်အလောက်ကလုတ်ပေးပါတယ်အလောက်ကလုတ်ပြီးလို့ရှိရင်လစာတွေကနေတလာချင်းစီတလာချင်းစီဖြစ်သွားတဲ့ဟာပါဖူဆူချော်ရှူပါကြတော့ဒီလို စာအိတ်နဲ့လာတဲ့ဟာပါဒါကကြတော့အဲအလောက်ကမလုတ်ပြီးလို့ကိုယ့်အကူဆောင်ရတဲ့ပုံစံရေနောက်ပြီးတော့ freelance တွေကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လူတွေဆိုလို့ရှိရင်တော့ကိုယ်အဲဒီလိုစာအိတ်လေးနဲ့လာပါတယ်ဆောင်ရတဲ့ပမာဏတော့အတူတူပါပဲဆောင်ပုံဆောင်နည်းပဲကွဲရတာပါဒါပေမဲ့လည်းအလောက်ကလစာတွေကဖြတ်မယ်ဆိုလို့ရှိရင်တော့ တလားချင်းတလားချင်းဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်မသိတာဘူးဒီလိုစာအိတ်နဲ့လာတယ်ဆိုလို့ရှိရင်တော့တခါရဲဆောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုများတယ်လို့ထင်မိပါပါတယ်အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ကတော့ဖူဆူချောရှုပဲပြောပြမှာဖြစ်ပါတယ်အဲဒီထဲမှာပါပါလေးပါလဲဆိုလို့ရှိရင်တော့စူချီရှောဆိုတဲ့ဒီရဲ့အကြောင်းကြားစာပါမယ်အဲအခွန်ဆောင်မှုအတွက်စာရွက်၅ရွက်ပါမယ် နောက်ပြီးတော့မှလမ်းညွန်လေးပေါ့နော်ဘယ်လိုဆောင်ရမလဲဆိုတဲ့ဟာတွေတို့ဒီဘန်ကနေလွဲဖို့လဲရတယ်ဆိုတဲ့ဟာတွေတို့အဲဆော့ဆော့ဆောင်လို့ရှိရင်ဒီ present နော်ဟိုမဲနိုင်လို့ရတဲ့ဟာတွေရှိမယ်အဲဒီမှာအကြောင်းကြားစာတွေရှိမယ်ပေါ့ဒါလေးတွေတိတ်ပြီးတော့အရေးမကြီးတဲ့အကြောင်းမလို့ဒီမှာတော့မပြောပြတော့ပါဘူးဆောင်ရမယ့်စာရွက်လေးကိုပြောပြပါမယ်ဒါကတော့စာရွက်၅ခုပါပါတယ်အဲ့ဒီမှာဇန်ခီဆိုတဲ့ဟာကကျတော့ တခါတည်းဆောင်ရတဲ့ဟာပါပဲဒီတရွတ်နဲ့ပဲကျွန်တော်တွေတနည်းလုံးစာဆောင်နိုင်လို့ရှိရင်ပြီးပါပြီတခါတည်းဆောင်ဖို့အခက်အခဲဖြစ်နေတယ်ဆိုလို့ရှိရင်တော့လေးခါခွဲပြီးတော့မှပဲဆောင်လို့ရပါတယ်အချီနီဆန်ယုံဆိုပြီးတော့မှပဲလေးခါခွဲပြီးတော့မှပဲဆောင်လို့ရပါတယ်အဲတကယ်လို့မှဒါအောင်မှအခက်အခဲဖြစ်နေတယ်ဆိုလို့ရှိရင်တော့ ရက်ွက်ရုံကိုသွားပြီးတော့မှပဲတိုင်ပင်လို့ရပါတယ်ဒါကို၈ခါတို့၁၀ခါတို့ပေါ့နော်အဲ့လိုခွဲပြီးတော့မှပဲဆောင်းမယ်ဆိုလို့ရှိရင်လည်းဆောင်းလို့ရနိုင်ပါတယ် ဒီရဲ့စူချီရိုးထဲမှာတော့အသေးစိတ်ကိုရေးထားပါတယ်။ဒီအနောက်မှာလည်းတေချာလေးကိုရှင်းပြထားပါတယ်။ဒါပေမဲ့ကျွန်တော်တို့တွေမဖက်ဖြစ်တာများပါတယ်။ကျွန်တော်လည်းမဖက်ဖြစ်ပါဘူး။ဒီစာရွက်ကိုလည်းကျွန်တော်ခိုင်းဆိုလို့ရှိရင်တေချာလေးမကြည့်ဖြစ်ပါဘူး။ဒီနေ့ကတော့အဲကြည်ပြီးတော့မှပဲမရှင်းတဲ့ဟာလေးကိုချက်ကြည့်ပြီးဒီကိုမေးကြည့်ခဲ့ပါတယ်။အဲဒီဗီဒီယိုမှာတော့နားလည်ရလွယ်အောင်အလွယ်လေးရှင်းပြလိုက်ပါမယ်။ အဲပထမဆုံးအခွန်ကြီးအမခံကြီးတွေဘာမှမဖြစ်ရတဲ့ဝင်ငွေရှိပါမယ်။အဲ့ဒီဝင်ငွေကဥပမာကျွန်တော်ရေတောင်း300လို့ပဲထားလိုက်ပါမယ်။တကယ်တော့အဲတောင်း300ပုံမှန်မူတည်ပြီးတော့အခွန်ဖြတ်တာမဟုတ်ပါဘူး။အဲအဲ့ဒီထဲမှာမှထောက်ပံ့ကြီးတွေဘာတွေဖြတ်လိုက်လို့ရှိရင်တကယ်ဆောင်ရမယ်အခွန်ကကျတော့1200လောက်ပဲရှိတယ်လို့ပဲထားလိုက်ပါမယ်။အဲ့ဒီထဲမှာမှချက်ကိုင်းဟုတ်ကန်ရဲ့အမကန်ကြီးရဲ့အိမ်ကိုထောက်ပံ့ပေးမိတဲ့ဖူလီယိုတွေကိုနှုတ်ရပါမယ်။အဲအိမ်ကိုထောက်ပံ့တာတယောက်ကိုဆိုလို့ရှိရင်33တောင်း နှုတ်ပေးပါတယ်အဲများရင်များသလောက်တော့ဒါအခွန်လေးယော့လာပါလိမ့်မယ်အဲနောက်ပြီးတော့မှဝင်ဝင်နေရဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှပဲခိဆိုခိုးကြောဆိုပြီးတော့ပြန်နှုတ်ပေးပါတယ်အဲဒါတွေကိုတောင်းနေရတဲ့ကနေပြန်နှုတ်လိုက်ပါတယ်ဒါကြောင့်မို့လို့တကယ်ဖြစ်သွားမှာကကြတော့တောင်းတရာလောက်ပဲရှိမယ်ပေါ့နော်ဒါခံမှန်းကြည့်နေနဲ့ပြောတာပါအဲအဲ့ဒီတောင်းတရာရဲ့မှာမှာကျွန်တော်တွေအလွယ်ပြောရလို့ရှိရင်တန်းပါဆန်းကိုတော့နေထိုင်ကုန်နေနဲ့လုပ်ပါတယ် အဲ့ဒီတန်းပါဆန်ထဲမှာပါ600တိုင်းလုံးကကျတော့ရှင်မင်းစဲ400တိုင်းလုံးကကျတော့တုံမင်းစဲပါဒါတူကျွားလူတွေပေါ့နော်အဲကျွန်တော်ကအာတာချိခုမာနေတဲ့ကြောင့်မလို့ဒီရဲ့ကျွန်တော်တို့ရက်ကွက်ကခုမင်းစဲက600တိုင်းလုံးတူကျိုမျိုးကကျတော့400တိုင်းလုံးနေရလူတွေဆိုလို့ရှိရင်တော့ရှင်မင်းစဲခဲမင်းစဲဖြစ်ပါမယ်အဲကျွန်တော်အရင်ကစိုက်တမမှာနေရတဲ့ကြောင့်မလို့ခါဆိုးရှိကကြတော့ရှင်မင်းစဲ အဲစိုက်တမခင်ရဖြစ်တဲ့ကြောင့်မလို့ခင်မင်းစေဆိုပြီးတော့မှပဲခုံခုံခေါ်လေးနေရအောင်လေး꿰ပါမယ်အဲအဲ့ဒီမှာဆိုလို့ရှိရင်ခဏငါတောင်းတရာကို600ရာခိုင်နှုန်းပြန်တွက်လိုက်တဲ့အခါမှာတော့တောင်းတရာရဲ့600ရာခိုင်နှုန်းက6000တုံမင်းစေကတောင်းတရာရဲ့400ရာခိုင်နှုန်းဖြစ်တဲ့အကြောင်းမလို့400ဒါကြောင့်မလို့ကျွန်တော်တို့ဆောင်ရမှာက10000ကနေထိုင်ဝင်စာအမှာဖြစ်ပါတယ်အဲ့ဒီမှာပြန်ပြီးတော့မှသူတို့ချောစေးလုတ်ပြရရှိပါတယ်။ဥမာသူကဝင်ဝင်နေတဲ့တကြောင်မလို့ပြန်ပြီးနှုတ်ပြတာရှိပါမယ်။ အနောက်ပြည်တော်မှာဝင်ငွေနေတာများတာနေမဆိုင်မဲ့နဲ့လူတိုင်းဆောင်မဲ့အခွန်ကကြတော့အခုမင်းစဲကြတော့3000တုံမင်းစဲကကြတော့1000ရှင်းနင်းဆိုတဲ့ဟာကကြတော့ဒီမိုလီဆိုတဲ့ခန်းကြီးပါတဲ့ဟာက1000ဆိုပြီးတော့မှပဲ9000ကကြတော့လူတိုင်းကဆောင်ရတဲ့ပမာဏပါ အဲဒါကြောင့်မလို့ခဏက10တောင်းနဲ့9000ကကြတော့ဒီတစ်ခေါက်အဲ10တောင်းနဲ့9000ကိုစောင်းမှာဖြစ်ပါတယ်အဲ့ဒီမှာတို့ကပြန်ပြီးချောဆေးလောက်တာလည်းရှိပါတယ်အချိန်မှာတော့ခဏက6တောင်းကနေပြီးတော့မယ်3000နှုတ်ပေးတာတို့အဲ4တောင်းကနေ2000နှုတ်ပေးတာတို့ရှိရတဲ့ကြောင့်မလို့အဲပြန်ပြီးပေါင်းလိုက်လို့မယ်ဆိုလို့ရှိရင်တော့အဲစုစုပေါင်း10တောင်းလောက်စားရဲဆိုတဲ့ဟာလေးကထွက်လာပါလိမ့်မယ်ဒါကတော့ကျွန်တော်ခန့်မှန်းခြင်းနေနဲ့တက်ပေးတာပါတောင်းနဲ့တောင်းတူမှာတော့မဟုတ်ဘူးအဲမိခိုးတွေထည့်ထားလို့ရှိရင်ပို့ပြီးတက်တာလိမ့်မယ် မီခိုမထည့်တာလို့ရှိရင်အခွန်ကြီးပုံကြီးများလိမ့်မယ်အဲဒါကြောင့်မလို့တောင်း300လို့ပြောပေးမယ်လေတောင်းနဲ့တောင်းသူမှတော့မဟုတ်ဘူး100တောင်းဆောင်ရတဲ့လူရှိမယ်100တောင်းဆောင်ရတဲ့လူရှိမယ်အထက်နေတာတွေရှင်ရှိနိုင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကတော့နေထိုင်ခွင့်နဲ့ပတ်သက်ပြီးတော့မှပဲတည်တလောက်ရှင်းပြလောတာဖြစ်ပါတယ်မရှင်းတာရှိလို့ရှိရင်ကောမန့်မှာရေးထားပေးပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်